ဲကျွန်တော်ဆက်လက်ပြီးတော့တင်းလာသားသမီးတွေတပတ်တာကံကြမ္မာအခြေအနေကိုလမ်းညွှန်မှာဖြစ်တဲ့အတွက်7ရက်မေလ2025တနင်္ဂနွေနေ့ကနေပြီးတော့19ရက်မေလ2025စနေနေ့ထိတပတ်တာအတွင်းကျွန်တော်တို့တင်းလာသားသမီးမိတ်ဆွေများကံကြမ္မာအခြေအနေကိုကြည့်လိုက်ကြရအောင်ကဲတော့ဒီတပတ်ကတော့တင်းလာသားသမီးမိတ်ဆွေများအတွက်အောင်မြင်မှုတရဘူးစောင်းတဲ့ပုံမှန်တကူတတ်မဲ့ဟာလား ကိုပြောဆိုကြံစည်သမျှအောင်မြင်မဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့နာမကုန်သတင်းကြည့်မယ်အများလေးစားချစ်ခင်တော်ခံရမယ်ကိုကိုမုန်းနေတဲ့သူတွေပင်ကိုကူဟလာပြန်ပြီးတော့ယူတည်ခရလာတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ဒီတော့မှတစ်ခုသတိထားဖို့ကတော့တစ်ဖက်မှာလည်းကိုကဘာလဲဆိုကိုကိုတိုက်ခံနေတဲ့သူတွေစောင်းမြောင်းပြောဆိုနေတဲ့သူတွေဆိုတာမျိုးတွေလည်းရှိတတ်တဲ့သဘောမှရှိတယ်အဲ့တော့တစ်ဖက်ကလေးစားချစ်ခင်သူရှိတယ်လို့တစ်ဖက်ကလည်းကိုယ်စောင်းမြောင်းပြောချင်တာမနာလို့ဖြစ်တာဆိုတာမျိုးတွေဖြစ်တတ်တယ်။ကိုယ့်ရဲ့အောင်မြင်မှုတွေကိုဟလာ မနာလိုနေတာမျိုးတွေဖြစ်တတ်တဲ့ဘက်တာဖြစ်တယ်။လက်ဆောင်ပစ္စည်းကရောကံပစ္စည်းအမတ်တရပစ္စည်းဆိုတာမျိုးတွေအဲအမတ်မတင်ရောက်လာတတ်တဲ့ဂမိကနဲ့တတ်ဆိုင်တဲ့ဟလာအဆောင်ပစ္စည်းတွေပါလေကိုယ့်စီကိုရောက်နိုင်တဲ့အဲ့တော့အဲ့လိုဂမိကနဲ့ပတ်သက်တဲ့အဆောင်ပစ္စည်းတွေမမျော်လင့်မဲနဲ့ရောက်လာရင်ကောင်းတယ်။ကောင်းတော့ခྱི་ထွက်ကမယ်။အဲ့တော့ပျော်ရွှင်စရာခྱི་နော်ကောင်းတော့ခྱི་ခီနီခီဝေး ကိုတို့အကျိုးကောင်းကျိုးဖြစ်မဲ့ခီးစသဖြင့်သွားရတယ်နော်စိတ်ချမ်းသာစရာခီးတွေအဲ့တော့အရေးကြီးခီးစဉ်ကိစ္စတွေကိုမှရည်ရထားတာရှိရင်အကောင့်ထဲပေါ်ခြင်းဖြစ်အောင်မြင်မယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဒီတပတ်မှာပြီးခဲ့တဲ့ကာလတွေမှာနော်ပြီးခဲ့တဲ့တပတ်နှစ်ပတ်တစ်လနှစ်လမှာကိုဟာပေးဆက်ထားတာတွေစူးစမ်းထားတာတွေကဒီတပတ်ကြမှထီထီမိမိလာပြီးတော့အရာထင်တတ်တယ်အဲ့တော့လောက်ကန်ကြံစည်တွေများတွေအောင်မြင်မယ်ဆိုတဲ့တပတ်တာဖြစ်တယ်ပြတ်တောက်နေတဲ့အဆက်အသွယ်တွေပြန်လဲပြီးတော့ချိတ်ဆက်မိမယ်တပတ်တာဖြစ်တယ် အဲတခုရှိမှာအခြေအိမ်တော်ရင်းနဲ့ပတ်သက်ရင်တော့နားလည်မှုလွဲတာမျိုးလေးတွေအနေနဲ့ဖြစ်တယ်တဲ့ဆိုရင်တော့တဲ့အခြေအနေမျိုးတော့မဟုတ်ဘူးအဲ့တော့ငွေကြေးရဆိုတဲ့ငွေကြေးလက်လာဘတ်တွေအထောက်ပံ့တွေလမ်းအခွင့်တွေရတတ်တယ်ကိုယ်ပိုင်စည်းဝါးရောင်းဝယ်လုပ်တဲ့မိတ်ဆွေတွေအနေနဲ့လည်းဒီတစ်ပတ်တာမှာအဲတိတိတတ်တာတိုးတက်မှုတွေအောင်မြင်မှုလေးတွေအကျိုးမြတ်တွေဆိုတာမျိုးတွေဖြစ်မယ်ဆိုတဲ့တစ်ပတ်တာဖြစ်တယ်အဲ့တော့ကျမ်းမာရေးရစဉ်လဲကျွန်တော်ပြောစရာမရှိဘူးကျမ်းမာရေးပုံမှန်အခြေအနေသို့မဟုတ်ကျမ်းမာရေးချူကြတဲ့မိတ်ဆွေတွေကျမ်းမာရေးကောင်းမွန်တဲ့အခြေအနေတတ်တာတဲ့အခြေအနေမျိုးပြန်ပြီးတော့ ရရှိမဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ကိုပိုင်လုပ်ငန်းလုပ်တဲ့မိတ်ဆွေတွေအပါဝင်ဟာလာကိုပိုင်လုပ်ငန်းထူထောင်မဲ့အရောင်းဝယ်စီးပွားရေးလုပ်မဲ့ဟာလာလုပ်ငန်းတွေတိုးချက်မဲ့လုပ်ငန်းစတင်မဲ့အလုပ်သွားရှောက်မဲ့အင်တာဗျူးမဲ့သို့မဟုတ်အခြားသောအရေးကြီးကိစ္စတွေစီမံဆောင်ရွက်မဲ့ဆိုရင်လုပ်တဲ့နဲ့ကျွန်တော်တို့ကံကောင်းတဲ့တပတ်တာဖြစ်ပါတယ်အခုကြီးအထောက်ပံ့ဆိုတာမျိုးတွေလည်းကိုအနေနဲ့ရရှိတတ်တဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဒီတပတ်ဒီကျွန်တော်တို့ကံတရားမျက်နှာကပေးပြီးတော့ကံကောင်းနေတဲ့တပတ်တာဖြစ်တယ်လို့ ဒီတစ်ပတ်ကံကောလက်ရှင်ကနန်းဒီ6ကနန်းမှာအကျိုးပေးတဲ့အကြောင်းကတော့အဖြူရောင်ဖြစ်ပါတယ်ဒင်းလာသားသမီးမိတ်ဆွေများတို့ပါ